ဒီလမှာဦးစင်းကဒီအခုဦးစင်းတို့နိုင်ငံမှာမမျော်လင့်ပဲနဲ့ပေါ့နော်ဒီမက်ရှလာ20နဲ့ရှည့်ရနေပေါ့အာတပေါင်းလာခွေနေပေါ့အဲ့နေမှာနေပြီးတော့အာ7 by 7ဘောလေမကနေ just reader skate 7 by 7ဒီတဘဝမြင်းလေးလုခတ်သွားတဲ့ဦးစင်းတို့မန္တလေး sky ဟိုနေပြီးတော့ဘိုးပြူပြီးတော့လုခတ်သွားတဲ့ဒီတဘဝ မင်္ဂလာပေါ့လေအဲ့တော့မင်္ဂလာပဲနဲ့ဖြစ်သွားတဲ့ခါမှာကြာရင်ဒီပုံမှာဦးစင်းဟိုလူတန်းဖို့အတွက်ဦးစင်းဟိုပေါ့နော်ပလေထူထောင်ရေးအနေနဲ့နေပြီးတော့ဦးစင်းဒီမှာအရှိခံစားကုန်တွေပေါ့နော်အရှိခံစားကုန်တွေဒီပုံးတွေပေါ့အာပုံးတွေဆိုရင်ဦးစင်းပုံး9000ပေါ့လေလူရောက်9000အင်ထောင်စုဟို9000စားပေါ့ကိုဦးစင်းလူတန်းဖို့အတွက်ကိုကိုဦးစားပေါ့ပထမတော့ဦးစင်းကအစားအသောက်ပေါ့လေ ချက်ပြုတ်ပါညာဆိုပြီးလွတ်မြေလို့အစီအစဉ်တော့လှုပ်ထားခဲ့တယ်။ဒါမှအစားသောက်ဆိုတော့လိုရတာဝန်စားရာတီဥထုနဲ့အရှင်ရခါကာလာနဲ့ဆိုတော့ကြံ့မာရေးနဲ့ဆိုတော့သိပြီးတော့ဟိုလူတွေလည်းပင်ပန်းကြမှာပေါ့။ဆိုတဲ့အခါကျအခုဒီပုံတပုံမှနေပြီးတော့ဦးစင်းတင်းထောင်တပုံတပုံပေါ့တပုံဆိုရင်ဦးစင်းအမျိုးပေါင်း20ကျော်30လောက်ပါတာပေါ့။အမဆန်တို့စီတို့ကလပေတို့နောက်ပြီးတော့ ရာယာဒီတို့ရေတန်းတို့နောက်ဒီထွန်းရှိဝါတို့အကိုက်ခေပျောက်စီတို့ပေါ့နော်ညနေတော့ပွားတို့သောတာစီဆက်ပြားတို့အကုန်လုံးပါတာပေါ့အဲ့ဒါဥစဉ်အထောင်စု9000ပေါ့အဲ့ဒါဥစဉ်အစစထားပါတယ်အဲ့ဒါဥစဉ်တို့ပြည်တွင်းပြပသနာပြုကျေးဇူးတော်ရှင်လိုတော်ပြည့်ဆရာတော်ဖျားကြီးကိုထိတ်ထားပြီးတော့မှဒီငလျင်ဘေးတန်တန်ခံစားရတယ်ဥစဉ်တို့အမျိုးတွေဥစဉ်တို့နိုင်ငံသူနိုင်ငံသားတွေဥစဉ်တို့တက်နိုင်တဲ့ ဖက်ကတတောက်တနေရာကနေပြီးတော့ဦးစင်းတို့ဒီဟိုစာကိုလုတန်းဖို့အတွက်ဦးစင်းဒီလဟောနစနခုနှစ်ရက်နေပေါ့နော်နေပြီးတော့သွားအောင်မယ်နေပြီးတော့ကနေပြီးတော့မှအာမန္တလေးမန္တလေးပြီးတော့စကိုင်းဟိုနောက်ပြီးတော့အင်းလေးသွားပြီးတော့လူကိုတိုက်ကိုကြတော့လူမယ်အဲ့တော့တော်လူတဲ့ခါမှာလည်းပဲဦးစင်းတို့ဒီရုပ်ချင်းတရုပ်ဆောင်မင်းသမီးအာမျိုးစံဒီကျော်တို့ပေါ့နော်ပါမယ် အဲနောက်ပြီးတော့ဇညာကိုအောင်ကြီးတို့လည်းပါမယ်နောက်ပြီးဥစဉ်ရမီဒီယာဖွေးတယ်ပေါ့နော်ဥစဉ်တို့ local မီဒီယာဖွေးတယ်အဲနောက်ပြီးတော့ဥစဉ်တို့ဟိုဒီ volunteer လုပ်မဲ့တက္ကသိုလ်ကမှာရယ်အကုန်လုံးပါပြီးတော့ဥစဉ်တို့ဒီလာမဟုတ်စေတော့ပြီးတော့လူတန်းဖို့ရှိတယ်ဥစဉ်ခါတိုင်းလိုပဲဒီလာပြင်းနေလာပြင်းနေတဲ့ဥစဉ်အမေတန်းဆန်စီစာငွေကျက်တာပေါ့နော် အချစ်ဆင်းရဲသားတဲ့စိတ်ကားသမားအနေနဲ့သမားတွေမြေတဲ့လူတန်းလဲသာသင်္ခါရဟန်းသင်္ခါတွေကိုလည်းမြေတဲ့လူတန်းလဲမြေသီလာရှင်လဲလဲမြေတဲ့လိုလူတန်းနေတာပေါ့နော်အဲ့တော့အခုကြာရင်တော့ဦးဇင်းတို့ညော်လဲပင်းနဲ့ဦးဇင်းတို့နိုင်ငံမှာနေပြီးတော့တခါမှမမြဲဘူးဦးဇင်းတို့တတတဲ့ချက်မမြဲဘူးတဲ့ဒီငလျင်ပဲခံစားလိုက်ရတဲ့အခါမှာကြာရင်ဒီဥစ္စာအတွက်ဦးဇင်းဒီကဥစ္စာပေးအနေနဲ့ priority အနေနဲ့နေပြီးတော့ဦးဇင်းလူတန်းမှုဖြစ်တဲ့အခုဒီနေ့ဆိုလေချင်းဒေါက်တာညာနာပေါ့နော် သူ့ကိုဦးဇင်းသိမ့်နေစေလူလိုက်တယ်ဦးဇင်းပထမတစ်ခေါက်စီတဲ့ခုစီသိမ့်ပေါ့ဆိုတော့အဲ့မှာလဲဟိုရှောင်းစီတီပထိုးတယ်ပေါ့မန္တလေးမှာနေပြီးတော့တောက်ဆောင်တော်တော်များပျက်စီးတော်ရဲအဲ့မှာတော်ပြီးတော့သူဟိုပေါ့ဟိုလူတက်မယ်ဆိုတော့အဲ့လားဦးဇင်းကိုတိုင်းကိုကြပေါ့နော်တို့ကညာနာနဲ့လည်းသူတကဆရာဖြစ်နေတဲ့ခါကြာရင်းနေနေကြပြီဆိုတော့သူလည်းလူတက်လိုက်တယ်။နောက်ပြီးတော့ဦးစင်းဟိုဒီနေ့ဟိုဥစားပေါ့ဦးစင်း ဒီတေယုတ်နိုင်ငံထိုင်ပေဘောနာထိုင်ဝင်ကနေပြီးတော့ roti clerk ကနေပြီးတော့ဟိုစင်းပထမပေါ့လေဒေါ်လာ1000လူတာပေါ့အဲဒုတိယနေပြီးတော့ဒေါ်လာ1000ခွဲလူတင်လိုက်တယ်အဲတော့ထိုင်းနိုင်ငံကနေပြီးတောင်ဝမ်မင်းသားစုကနေပြီးတော့အာဘန်နတန်ပေါ့မနတန်မှနေပြီးတော့ဟိုဘက်တသိန်းခွဲဟိုစင်းက first time အနေနဲ့လူလိုက်တယ်ဟိုထိုင်းဝင်ကလည်း roti clerk ကလည်းပဲအဲဘက်ထိုင်း oh sorry american dollar ပေါ့ ဟို9သိန်းပါနေပြီးတော့ကိုပထမအကျင်ဒုတိယအကျင်လူတန်တယ်အဲ့ရလာတဲ့အဲအလူငွေတွေကိုဦးစင်းတို့ပြည်တော်ပြပါသဒနာပြုကျေးဇူးတော်ရှင်အလိုတော်ပြည့်စာတော်ဖျားကြီးကိုအတိတ်ထားပြီးတော့မှဒီငလျံဘေးတန်ခန်းစားနေရတဲ့ဦးစင်းတို့ဘေးတကာတကာမရယ်အိုးစင်းတို့ဒီကတော့ပြီးလူတန်းမယ်။အဲဆိုတော့ဦးစင်းတို့အစားတော့ဖျားကြီးကမန္တလေးတိုင်းမှာနေပြီးတော့ဒီပရိယတ်ဒီသာသနာပฏิပတ်ဒီသာသနာပေါ့နော်။ဦးစင်းတို့အစားတော့ရဲ့ ဗုမေးနဲ့တန်ကဒီဘန္ဒလေးပကံညာဦးကြောက်ပတော်ကနေပြီးတော့သာသနာပြုအစကဦးဇင်းတို့စာတော်ဤသာသနာပြုအစကအဲမန္တလေးတိုင်းပကံညာဦးကြောက်ပတော်ကနေအစပြုခဲ့တဲ့ဗုမေးနဲ့တန်ဆိုတဲ့ခါကျအဲ့မှာဦးဇင်းတို့စာတော်ဤရဲ့လိုတော်ပြေကြောင်း branch တွေအများကြီးရှိတဲ့ခါကျရင်တော့အခုလိုမျောလဲပေးနဲ့အဲသဘောဝပေးခါသာရတဲ့ခါကျဦးဇင်းတို့တက်နိုင်တယ်တက်နိုင်တယ်ဖက်ကနေပြီးတော့တရောက်တနေရာကနေပြီးတော့ဟိုပစ္စည်းလေးပါတာယာကတကမှာ ဒုက္ခရောက်လာတဲ့ခါကျရင်ဦးဇင်းတို့ဘုန်းကြီးတွေကလည်းဟိုမနေသင့်ဘူးပေါ့နော်ဒီလိုမျိုးအခက်အခဲအကျက်တွေဖြစ်လာတဲ့ခါကျရင်ကိုတက်နိုင်တယ်တက်နိုင်တဲ့ဘက်ကနေပြီးတော့ဒီဦးဇင်းရဲ့မှာရှိတဲ့ social community အတန်းဝိုင်းတွေနဲ့နေပြီးတော့ support ပြီးတော့မှဒီလူကိုလူတန်းရချင်းဖြစ်တာပေါ့အဓိကတော့လူတန်းမင်းနေရကတော့ဦးဇင်းမန္တလေးနေပြတော့မှာပေါ့နော်ဟိုဥစဉ် information လောက်ထားတယ်တကယ်လိုအပ်တဲ့နေရာတွေမှာဥစဉ်တို့တကတကမားတယ်ပေါ့ ဟိုစေး information လောက်တာတကယ်လိုအပ်တဲ့လူတွေပေါ့တကယ်ဟိုငလျင်ဘေးတန်ခန်းစားလိုက်ရတဲ့လူတွေမရှိစင်ရတာတကယ်တကယ်ဒီနေ့ရမှဒီနေ့ဘဝကိုရုန်းကန်နေတဲ့လှူချနေတဲ့ဟိုရှေ့ခန့်လူတန်းစားတွေအဓိကထားပြီးတော့မဟုတ်စေလူတက်မှာပေါ့နော်အဲ့ဒါအဲ့လူတွေကိုအဓိကထားပြီးတော့လူတန်းပဲနောက်မန္တလေးတို့နောက်ပြီးတော့ဟိုနောက်ပြီးတော့ဒီ ဟောင်းနဲ့ပျက်စီးသွားတဲ့စီတီပထိုးတွေကြောင်းနေရုပ်ဖုံကြီးကြောင်းနဲ့ပျက်စီးသွားတယ်။သူကမစိုးရင်တိုက်သေးလို့ပစိုးရင်မှလည်းဦးဇင်းတို့နေလာတဲ့ခါကျရင်ငငယ်တုန်းကကိုရင်ဘောနဲ့နေလာခဲ့ဘူးတဲ့ဆိုတဲ့ခါကျရင်အဲ့မှာလတော်တော်များပျက်စီးတာတော့တွေ့တယ်။နောက်မှကန္တာဦးမှလည်းလတော်တော်များပျက်စီးတာတွေ့တယ်။ဆိုတဲ့ခါကျရင်ဒါတွေကိုဦးဇင်းတို့ဒီပေါ့တော်ပြီးတော့ဦးဇင်းကိုတိုင်းကိုကြပေါ့နော်။တကယ်လိုအပ်တဲ့နေရာထဲမှာအဲ့ဆိုအပေါ်အိမ်ဆိုအိမ်ပေါ့နော်။ကြောင်းဆိုကြောင်းစီတီဆိုစီတီပထိုးပေါ့နော်။လိုအပ်တဲ့နေရာထဲမှာဦးဇင်းတို့တော်ပြီးတော့ဦးဇင်း ငွေသားဆိုငွေသားပေါ့နော်အစားတော့ဆိုအစားတော့လိုအပ်တဲ့လိုအပ်တဲ့နေရာမှာကိုတိုင်ကိုကြဆာဗစ်လုပ်ပြီးတော့မှအလိုအပ်တဲ့နေရာမှာကိုတိုင်ကိုကြသုံးလုပ်ဖို့အတွက်ဖြစ်တာပေါ့အဆင်မကောင်ကိုအိုင်းမှာဒီဦးစိမ့်နေကိုရင်နေနေပြီးတော့ Facebook တွေမှာနေပေါ့နော် TikTok တွေမှာနေပြီးတော့ live လွှင့်တာပေါ့နော် live လွှင့်တဲ့ခါကျရင်အဲ့ဒီနင်းနေရတာပေါ့လေ အဲ့တော့တခါတော့ကျောင်းဆောင်ကြီးပြူကြတော့နိုင်စိုင်းနဲ့ပြူကြတော့ကျောင်းဆောင်ကြီးဆိုရတခါတော့မြေထီဝင်ကြော်လာတော့ဟာဦးစင်းနေကိုရင်နဲ့ထွက်ပြေးကြတာတော့အဲ့ရမြင်တဲ့ခါကျတကယ်ကိုယ်တိုင်ကိုကြမြင်လာတဲ့ခါကျဒါဟိုဘောနော်ဟိုဦးစင်းတို့တန်းတဲ့ချက်မှာဒီလိုမျိုးအမြင်မျိုးခံရတာပဲပေါ့နော်ဒါပြောမယ်ဆိုလို့ရှိရင်တော့ဦးစင်းတို့ဒီခုံမထိုင်နေတာအဲ့လုတဲ့အချိန်မှာ7နာရီ58မိနစ်လောက်မှာပေါ့နော်စကားပြောနေဟိုဘက်ဒီဘက်စကားပြောနေနေကိုဒီနေ့မထိုင်နေနေကိုဟာငလင်လုတဲ့ဆိုပြီးတော့ ဟာဒါမင်းဆိုင်ကလုံးနေတာဗောနော်ငါဘာဖြစ်လဲမသိခေါင်းနဲ့မူဝါတယ်ဆိုတော့အဲဂျင်းနဲ့တုံသွားတာဗောနော်ငါဦးစင်းတို့တော့မှဒီမှာရန်ကုန်အဖျားခဲ့တယ်ဆိုရင်တကယ်အဖိုးပြုပြီးတော့လုခတ်တော်တဲ့မန္တလေးလိုစကိုင်းလိုနေပြည်တော်လိုဆိုအဲ့မှာရှိတယ်လို့ဆိုရင်တော်တော်ဘလောက်ဒီဟိုခံစားရလိမ့်မယ်လေဗောနော်အဲ့တချို့စိတ်တရားနဲ့ရတော်တယ်ထရမာတွေဖြစ်တော်တာရှိတယ်ဗောနော်ဥပဆိုရင်တချို့တိုက်ပေါ်မှာမအေးချင်မအေးရတော့ဘူးဗောနော် အာတိုင်ခတ်မှနေတဲ့လူတွေအခုဆိုရင်ဟိုတော်တော်များများနေ platform တို့ landbay တွေမှာအိတ်ကြတာတို့ဘာလို့တွေ့ရတယ်မြင်ရတယ်ဥစဉ်ဒီသတင်းမီဒီယာမှာတွေ့နေရမြင်နေရတာပေါ့နော်အဲ့တော့အဲ့လိုမြင်နေရတဲ့ခါကျတော်တော်လေးကိုဟိုဥစဉ်တို့နိုင်ငံသူနိုင်ငံသားတွေအတွက်မြင်ရတာကိုဟိုစိတ်မကောင်းအောင်ပေါ့နော်အဲ့ဒါကြောင့်မလို့လေဥစဉ်တို့ဘုန်းကြီးတွေကလည်းဥစဉ်တို့ကလည်းဟိုဟာ pride တဝါသနာပါတဲ့ခါကျရင်လည်းပဲဥစဉ်တို့ကဒီလိုမျိုးကိုယ်နိုင်ငံသူနိုင်ငံသားတွေအဓိက ဒုက္ခရောက်လာပြီးဘဝပဲလေပဲရေပဲငလျင်ပဲအဲဒုက္ခအသည်သည်ကြောက်လာပြီးဆိုလို့ရှိရင်တော့ဟိုတက်နိုင်တက်နိုင်တဲ့ဖက်ကတထောက်တနေရာကနေပြီးတော့ဒီအလူကိုဟိုစေရွှေ့ရှိလိုက်တာဖြစ်တဲ့ဒီဥစေရရဲ့ဟိုနိုင်ငံသားကပေါ့နော်ထိုင်ဝမ်လိုထိုင်ပေလိုဂျပန်လိုကနေပြီးတော့ဒီကိုယ့်ရဲ့အဲ community ရှိတဲ့ဆရာပေါ့နောက်ပြီးတော့ဥစေရငေးဆရာပေါ့ဥစေငေးငေးတော့က အဲတင်ချာပြခဲ့တယ်ပေါ့နော်အဲလေတန်းចောင်းသားကနေပြီးချက်တန်းចောင်းသားအထိကိုဟိုဈေးကိုတင်ချာပြခဲ့တဲ့ဆရာမောင်ဖြူပေါ့လေဥက္ကတဂျပန်ကိုရောက်နေတာပေါ့စီကူသားပေါ့ကြောင့်လေအဲဆရာဆိုလို့ရှိရင်လည်းငွေဒီငလျင်ဘေးတန်သန့်ပြည်သူတွေပြည်သားတွေအတွက်သိ30လူတန်တာပေါ့နော်အဲ့တော့အရာလာတဲ့အဲငွေတွေကိုဦးဇင်းအကုန်လုံးအော်ပြည်တော်ပြည်ပသဒနာပြုကျေးဇူးတော်ရှင်အလိုတော်ပြည့်ဆရာတော်ဖျားကြီးကိုအထိတ်ထားပြီးတော့မှငလျင်ဘေး တခံစားရတဲ့ဥစဉ်ပြည်သူပြည်သားတာအဓိကမရှိစင်စင်ရင်နှံပါတဲ့လူတွေပေါ့အရှိခံလူတန်းစားတွေအဓိကထားပြီးတော့ဥစဉ်လူတန်းတော့မှာပေါ့တကယ်လို့ဆရာလေးတွေရှိမှန်းအဖုန်းကြီးကြောင့်နေရှိမှန်းတကယ်ဟိုခေါင်းပါတဲ့နေရာတွေပေါ့နော်လိုအပ်နေတဲ့နေရာတာအဓိကထားပြီးတော့ဥစဉ်လူတန်းတော့မှာပေါ့ဟိုကိုယ့်ရဲ့ကျမကြီးကလည်းရှိသေးတာဟိုကျမကြီးကလည်းဥစဉ် စီရှူအတွေ့ရှူစီတဲ့ခါကြာလို့ရှိရင်တော့ရှင်နဲ့တော့လို့ပြအောင်ပေါ့နော်။နောက်ပြီးတော့တော့ရလာရေးကလည်းအခုအချိန်ကဖြစ်တဲ့အချိန်မှာဆိုလို့ရှိရင် transportation ကလည်းအဲ communication transportation ဒါတွေကလည်းခက်ခဲတွေရှိတာပေါ့။လမ်းတွေပြတ်တာတဒါတွေပြတ်တာလမ်းတွေကျိုအပ်ကွေတာတွေနောက်ပြီးတော့ဒီ telecommunication ပေါ့နော်။အားရဒီ internet တို့ပါတော့ဒါလေးလက်အဆက်အသွယ်တွေများလာတာလည်းချက်ချင်းကြီးတော်လို့မှာဒါက long last stage အနေနဲ့နေပြီးရေရှည်မှာတော်တော်လေးတော်မယ်၄၅၆နှစ်လောက်တော့တော်လေးပဲပြည်လဲ ိုကေစီတော့ပြီးသွားပြီဆိုပေမဲ့လည်းပဲပြန်လည်ထူထောင်ရေးနဲ့ပြန်လည်တည်ဆောက်ရေးတွေကတော်တော်များကိုလိုအပ်လာလိမ့်မယ်အများကြီးလိုအပ်လိမ့်မယ်။နောက်ဆွာယုံတွေဖရားကြောင့်ကန်စီတီပထိုးတယ်ရှီအောင်စီတီပထိုးတယ်အဲနောက်ပြီးတော့ဒီဌာနဆိုင်ရာအဆောက်အဦတွေလူနေအိမ်တွေလမ်းတွေတဒါးတွေတက်တိုင်တွေနော်တာဝါတိုင်တွေ KV line in the ground တွေလို့ဒီအဲအကောင်လုံးကိုဒီဟိုပြန်လည်ပြပြဖို့အတွက်လိုအပ်တဲ့ဟာတော့ million dollar ဘီလီယံရှိပြီးတော့လိုအပ်လိမ့်မယ်ဒီဘရစ်တိန်ဒီနိုင်ငံတစ်ခုကိုတည်ဆောက်တဲ့အခါပါပေါ့နော်ဆိုတော့ကကြာရင်ဒါတွေကိုဦးစင်းတို့အများကြီးအဲလိုအပ်လာတယ်လိုတဲ့အခါကျဒါတွေကိုလည်းဦးစင်းတို့ဖုတ်ကြည့်ကြရလဲတက်နိုင်တက်နိုင်တဲ့အခါကိုနိုင်ငံသူနိုင်ငံသားတွေအဓိကလိုအပ်တဲ့နေရာမှာဦးစင်းလူတန်းပေါ်ဖို့လိုအပ်ကြမလို့ဦးစင်းတက်နိုင်တဲ့ဘက်ကလူတန်းဖို့အတွက်ကိုဦးစင်းတန်းနေနေရှာတာအဲ့တော့အဲဦးစင်းတို့ဒီဒီမက်ရှလာ20နဲ့အဲရှေ့ရနေပေါ့နော် တပေါင်းလားကိုနေကဒီမကနေဂျူးဆမ်ပိုင်ဆမ်ဝန်အာရေဒါစကိလုခတ်တော်ရဲဦးဇင်းတို့မန္တလေးစကိုင်းဦးနေပြည်တော် now ဒီရှမ်းအောင်ပန်းလိုကလော်ရိုအဖေမှာလုခတ်တော်အင်းလေးတို့မှာလုခတ်တော်တဲ့လူတွေသေတော်တဲ့လူတွေရဟန်းရှင်လူပြည်သူပြည်သားတွေတပိတကတကမှလည်းသေတော်တဲ့လူတွေကိုအဓိကရည်စိုးပြီးတော့ဒီလူအလူတက်ကိုဦးဇင်းခုနှစ်ရသမီးလူတန်းထားတဲ့လူကိုဦးဇင်းတော်လို့မယ် အဲ့တော့ဒီတည်တော်တဲ့လူတွေကိုနေပြီးတော့ယေရှုပြီးလူတက်မြက်ခါကြရင်ရောက်လျာပေါ်မှာဟိုကောင်းရသူကလေးပုံပေါ်မှာဆက်ပြောနိုင်ပါစေလို့ယေရှုပြီးတော့ဟိုစဉ်အလုံးကြကြသမျှအများအများပြေဝင်နေမီဒီယာအများတက်ပြေဝင်နေအများကြပါစေလို့ဥစဉ်စုတော်မိတာပို့သားပါ